မင်္ဂလာနနက်ခင်ပါဂျေစုကယူနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရခိုင်မြို့နယ်နေတွားရဲ့ပူချိန်ကတော့23ဒီဂရီစင်တီဂရိတ်ရှိပြီးတော့မှ25ဒီဂရီစင်တီဂရိတ်ရှိတယ်လို့ခန်းစားရရှိနိုင်ပါတယ်ဧရုရေသွေးနှိမ့်ကြတယ်နေ့လယ်နေ့ခင်းနေ့မှာပူအိုက်တဲ့ရာသီဥတုကိုခန်းစားရမှာဖြစ်ပြီးတော့မှပူချိန်သည်39ဒီဂရီစင်တီဂရိတ်ထိမြင့်မာတယ်ခင်းလွန်ရောင်ကြီးပါဝင်မှုလည်း ြင့်မာနေတယ်ဆိုတာကို တွေ့ရပါတယ်။နေ့စဉ်ဝိပြုခြင်းလင်းပြမတ်လ25ရက်အင်္ဂါနေ့2025ခရစ်တော်ဤစကားကိုနားထောင်စေကြ၏။ဒီကချက်ကိုရင်သူအော်ရာစာဒုတိယဆောင်မှကိုအာယူဇာများအပိုင်း29ဖက်ရင်ကျမ်းချက်ကိုရင်သူအော်ရာစာဒုတိယဆောင်ခန်းကြီး30ခန်းငယ်1မှ6တင်တို့ဤမျက်မှောက်၌နှိမ်ချခြင်း မျက်ကွယ်၌သင်တို့အမှုကိုစီရင်၍ရဲရင်ခြင်းရှိသောငါပေါ်လူသည်ခရစ်တော်၏နူးညံ့တိမ်မွေ့ခြင်းညင်းတော်မူခြင်းကိုအကြောင်းပြု၍သင်တို့ကိုတောင်းပန်ပါ၏ငါတို့သည်ဇာတိပဂတိလိုသို့လိုက်၍ကျင့်တော်သူဖြစ်ကြသည်ဟုထင်မှတ်တော်သူတို့အားငါကြံစီသောရဲရင်ခြင်းအတိုင်းသင်တို့စီတို့ရောက်လာသောအခါထုံပြားလောက်ရဲရင်ခြင်းမရှိမိအကြောင်းငါတောင်းပန်ပါ၏ဘယ်ကြောင့်နည်းဟုမူကားငါတို့သည် လူဇာတိ၌ကျင်လေတော်လေဇာတိပဂတိအလိုသို့လိုက်၍စစ်တိုက်ကြသည်မဟုတ်ငါတို့စစ်တိုက်၍သုံးဆွဲသောလက်နက်သည်ဇာတိပဂတိလက်နက်မဟုတ်ဖျားသခင်ဤတကူတော်အားဖြင့်မြို့ယူမြို့ပြတို့ကိုဖြိုဖျက်နိုင်သောလက်နက်ဖြစ်၏ထိုလက်နက်အားဖြင့်လူတို့ဤအကျံစီတို့ကို၎င်းဖျားသခင်ကိုတိတော်ပညာကိုတားဆီးသောမန်မာနာရှိသမျှတို့ကို၎င်းနှိမ်ချမှောက်လန်၍ ခတ်သိမ့်သောစိတ်တို့ကို ဖန်သွာချုပ်ထားလျက်ခရစ်တော်ဤစကားကိုနားထောင်စေကြ၏သင်တို့ဤနားထောင်ခြင်းမူသည်ပြည့်စုံပြီးမှနားမထောင်ဘဲနေသောသူပေါင်းတို့ကိုဒဏ်ပေးခြင်းကငါတို့သည်အသင့်ရှိကြ၏ဖိလိမုန်ဩဝါဒစာခန်းကြီး၁ခန်းငယ်ကိုအသက်ကြီးသောပေါလုသည်ဟူသောယေရှုခရစ်ကြောင့်ကျင်းခံရသောသူဖြစ်လျက်ပင်မြစ်တာအပြင်သာသင်တို့ကိုတောင်းပန်ပါ၏ ဒီနေရာမှာတော့ရှင်ဘောလုသည်ကောရင်သူမြို့မှာရှိတဲ့ယုံကြည်သူတွေကိုနောက်ဆုံးနေနဲ့သူတောင်းပန်ပြောဆိုထားတဲ့အရာတွေရှိတယ်။ဒီလိုမျိုးတောင်းပန်ပြောဆိုတဲ့အခါမှာ သူ့ရဲ့အရင်နှောင်းကလေတံမှုပဲနဲ့ပြပြသသားနဲ့နှိမ့်ချစွာနဲ့တိုက်တွန်းလို့ဆိုထားတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ပထမအုပ်ဆုံးရှင်ဘောလုသူ့ကိုယ်သူဖော်ပြတာကတင်းတို့ရှင်မှာတော့ငါနှိမ့်ချတယ်။တင်းတို့ရဲ့မျက်ကွယ်မှာတော့ငါဟာပြပြသသားစီရင်တတ်တဲ့လူတစ်ယောက်ဖြစ်တယ်။ အခုခရစ်တော်ရဲ့နူးညံ့သိမ်မွေ့ခြင်းဖြင်းညင်းတော်မူခြင်းကိုအကြောင်းပြုပြီးတော့မှငါတင်တို့ကိုတောင်းဆိုစရာရှိတယ်။အထူးသဖြင့်တင်တို့ထဲမှာရှိတဲ့တချို့လူတွေဟာငါတို့ကိုဇာတိပဂတိအလိုကိုလိုက်ပြမှာကျင့်တဲ့သူတွေဖြစ်တယ်လို့ဆွတ်ဆွဲထားတာဖြစ်တယ်။ငါရဲ့အကြံစီနဲ့ရဲရဲရင်းနဲ့မင်းတို့ရှေ့ယူရောက်လာတဲ့အခါမှာသူတို့တွေကိုတိတ်အရေမတင်ကြဘူးစင်ပေါ်လူမှကြားတယ်။ ဒါကလည်းသူရဲ့အကျိုးကိုထောက်ပြီးတော့မှရှင်ဘောလူလို့ဆိုတောင်းပန်နေခြင်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ကင်တဲ့လက်နဲ့သူတို့သုံးနေတဲ့ရာသီဇာတိပဂတိလက်နဲ့မဟုတ်ဘူး။ဖျားသခင်ကိုယ်တိုင်ရဲ့တကူတော်အဖြစ်မြို့ယူမြို့ပြတွေကိုပါဖြိုဖျက်နိုင်တဲ့လက်နဲ့ဖြစ်တယ်။အဲ့ဒီလက်နဲ့ဟာလူရဲ့အကျင့်စီကိုလည်းကြော်လွှားနိုင်တယ်။ဖျားသခင်ကိုတီးဖို့တားဆီးထားတဲ့မာနတွေကိုလည်းဖြိုဖျက်ကြော်လွှားနိုင်တယ်။ တိတ်ပြီးတော့ခေါင်းမာတယ်ဆိုတဲ့သူတွေကိုလည်းခရစ်တော်ရဲ့စကားကိုနားထောင်သွားနိုင်စေတဲ့တကူရှိတာကို ပေါ်ပြပါတယ်။အဲဒါကြောင့်အခုတင်တို့တဲ့ထဲမှာအချိန်မီနားထောင်နေသူရှိရင်နားထောင်ခြင်းမှုကိုပြုပါ။အဲဒါတွေပြီးသွားတယ်ဆိုရင်တော့နားမထောင်မဲနဲ့ကျန်တဲ့သူတွေကိုတံပေးဖို့ငါတို့ဟာ အသင့်ရှိတယ်ဆိုတဲ့အကြောင်းကိုသတိပေးတဲ့ပုံစံနဲ့တောင်းပန်ပြောဆိုထားတာကိုတွေ့ရပါတယ်။အဓိကဆိုလိုတာကတော့ သူပေါ်လူသည်ဘုရားသခင်ခိုင်းစေထားတဲ့ဥက္ကပတ်တော်ကိုဘုရားရဲ့တကူတော်အားဖြင့်ဟောကြားသွန်သင်နေသူဖြစ်တဲ့အရာကိုဇာတိပဂတိလူလူဆွတ်ဆွဲပြီးတော့မှပုံကံတိုက်ခိုက်တဲ့သူတွေသည်ချိန်မီ နောင်တရဖို့ပြုပြင်ပြောင်းလဲဖို့လိုတယ်ပုတ်ဘူးဆိုရင်သူတို့သွားထိမှာကဘုရားရဲ့တကူတော်နဲ့ရှင်ပြန်တိုက်လန်တဲ့ပုံစံမျိုးဖြစ်သွားမှာဖြစ်တဲ့အတွက်သူတို့တွေသည်ဒဏ်ခတ်ခံရမယ်အဲဒါကြောင့်ချိန်မီ နောင်တရပြောင်းလဲဖို့ရှင်ဘောလူတိုက်တွန်း လို့ဆိုထားခြင်းဖြစ်ပါတယ်။အရာကြောင့်လဲကျွန်တော်တခါတလေဖျားသခင်လူတွေကိုဝေဖန်တိုက်ခိုက်ခြင်းဟာသူတို့နောက်ွယ်မှာရှိတဲ့ဖျားရဲ့ခွန်အားတကူတွေကိုတွားရောက်တိုက်ခိုက်ပြီးတော့မှကိုယ့်ကိုယ်ပဲဖျက်ဆီးသလိုဖြစ်တတ်ပါတယ်။ရီပြူပြီးတော့မှဆင်ခြင်ပြုပြင် နေထိုင်ဖို့ရန်ဖြစ်ပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။ရတရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီကနေ့အတွက်ကိုရောကိုကျေးဇူးတင်ပါတယ် ဒီမနေ့မှာဇမ်းမာစွာနှုတ်ထားခွင့်ဂရင်နှုတ်ကပတ်တော်ကိုကြားနာခွင့်ဆုတောင်းခွင့်ကိုကိုရရှင်ပြင်ဆင်ပေးတဲ့အတွက်ယေရှုတင်ပါတယ်။ဒါမြန်မာနိုင်ငံကြီးကောင်းကြီးပေးပါ။မြန်ဆုံးလွတ်မြောက်ချမ်းသာရင်သက်ရသောခွင့်ကို ပေးသနာရမူပါ။မတရားတဲ့သူတွေကို မတရားတဲ့သူတွေနဲ့တူတူကိုရရှင်နေရာချထားရမူပါ။တရားတဲ့သူတွေကိုတရားတဲ့အောင်ပွဲတွေနဲ့တူတူကိုရရှင်နေရာချထားပေးတော်မူပါ။ မတရားတဲ့သူတွေရဲ့အကြံစီအလုတ်ကင်တွေအားလုံးကိုလည်းပြောရှင်သူသဖြင့်မပြူသူပြည်သားတွေကိုတနာချင်းအားဖြင့်ဘာမှထပ်ပြမခွင့်မပြုပေးဘူးကိုရရှင်တမတောင်းဆိုပါရဲမတရားတဲ့အကြံစီအလုတ်ကင်မင်းနဲ့များကောင်းထယ်ဖော်ခွင့်မရပဲပြက်စီးစေတော်မူပါဘုရားသခင်ရဲ့တကူတော်အားဖြင့်သူတို့ရဲ့လက်နက်တွေကိုချိုးဖျက်တော်မူပါသူတို့ရဲ့ဆွမ်းအားတွေကိုကြောချစေတော်မူပါမတရားသဖြင့်ပြုတဲ့သူသည် မတရားသဖြင့်ပြုတာကိုသဘောပေါက်ပြီးတော့မှစိတ်နှလုံးပြောင်းလဲဖို့ကိုရောပြင်ဆင်ပေးတော်မူပါနောင်တအချိန်မီမရပါကလည်းကိုရောရှင်သူတော်တိုင်းသာစီရင်ဆုံးမတန်ခတ်တော်မူပါမြတ်တော်ရှင်ဖပြတော်ရတောင်ထဲမှာပြေးလွှားနေရတဲ့သူတွေဒီလိုမျိုးနေပူရက်ရာသူဥရုမှာအိုအိမ်နေဖြက်စီခံနေရတဲ့သူတွေအားလုံးကိုရရှင်ကြီးရှုကြပါပြေလွာပုန်းဆောင်တဲ့သူတွေကောင်းကောင်းကြီးပေးပါတို့ထဲမှာရှိတဲ့ကိုဝန်ဆောင်မိခင်တွေ မတန်ဆွမ်းနေတက်ကြီးရွယ်တွေကိုလည်း progression ကြီးရှုကြပါ နောက်ထပ်နောက်ထပ်အပြစ်မဲ့တဲ့သူတွေဒီကြေပြည့်စည်ရတယ်မဖြစ်စေဖို့ကောင်းကြီးပေးပါတရားသဖြင့်ပြုတဲ့သူတွေရဲ့အနိုင်ကိုလည်း correction ကောင်းဆုံးပြင်ဆင်ပေးပါဒဏ်ရာဝေဒနာယောဂကြောင့်ဆေးရုံဆေးခင်တရားကုသခိုင်လဲရှိတဲ့သူတွေကင်ဆာယောဂဝေဒနာတွေဒီကြောက်ကဆင်းနေရတဲ့သူတွေနာရီယောဂတွေတီးတီးကိုလည်းသက်တာပြောက်ကင်းချမ်းမာရသောခွင့်ကိုပေးသနာရမှုပါ မတရားသဖြင့်ဖန်ဆီးချုပ်နှောင်စုဆောင်ခံရတဲ့သူလည်းအမြန်ဆုံးလွတ်မြောက်စေပါမည်အကြောင်းကိုရရှင်ကောင်းကြီးပေးပါပြစ်ကိုလွတ်တော်မူပါသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလက်တနာခံဆုတောင်းကြပါရစေဖခင်အာမင်